ဒီမြေပုံတော့ခင်ဗျားတို့အနိုင်ငယ်မြင်မှုကြလိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒါကတော့လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကပားကြီးရဲ့ကုန်းမြေပုံတွေပဲဖြစ်ပါတယ်။ခင်ဗျားတို့ကျွန်တော်တို့မြေပုံမှာတွေ့ကြတဲ့တိုက်ကြီးတွေကတော့ဒီပုံမှာကုန်းမြေချင်းချင်းတိဆက်နေတဲ့ပုံတော့တွေ့ကြရမှာပါ။ဒါကတော့တိုက်ကြီးတွေမပြုတ်ကုန်ရင်ကပားဦးကုန်းမြေလို့ပြောလို့ရပါတယ်။ဒီကပားဦးကုန်းမြေကဘလို့တွေပေါ်ပေါက်ခဲ့သလဲဆိုတာကိုပညာရှင်တွေရဲ့ယူဆချက်တွေကိုကျွန်တော်ဒီနေ့ပြန်လည်မျှဝေပေးချင်တာပါ။ကျွန်တော်တို့နေတိုင်းတဲ့ကဘာကြီးပေါ်ကအခုမြင်နေရတဲ့တိုက်ကြီးတွေရဲ့မြေပုံဟာ ။နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာဘလိုတွေဖြစ်ပျက်လာနိုင်တယ်လဲ။ဘလိုတွေပြောင်းလဲလာနိုင်တယ်လဲ။ပညာရှင်တို့ရဲ့သုံးသပ်ချက်ယူဆချက်ကိုကျွန်တော်ဝေမျှပေးမှာပါ။ကဘာကြီးစတင်ပြတ်ပေါ်လာပုံကတော့ကဘာပရမအုပ်ဆုံးအရေးပေါ်နေတဲ့မိတောင်ချော်ကြီးလုံးရင်တလုံးပြတ်ခဲ့လို့သိပ္ပံပညာရှင်တွေကသုံးသပ်ခဲ့ကြပါတယ်။အချိန်ကာလကြာလာတဲ့အမျှအပြင်ဘက်ကအေးခဲသွားပြီးအခွန်မှာတခုဖြစ်တည်လာခဲ့ပါတယ်။အတွင်းပိုင်းမှာတော့ပူပြင်းတဲ့ချော်ကြီးတွေကတော့ဂျနေတတိရှိနေတော့မှာပဲ။ ောက်ပိုင်းမှာတော့မိုးလေဆက်မပြတ်ရွာသွန်းမှုကြောင့်သမုတ်တရားကြီးတွေဖြစ်ပေါ်လာခဲ့တယ်လို့ပညာရှင်တွေကသုံးသပ်ခဲ့ကြပြန်ပါတယ်။အဲဒီမှာတော့ကျွန်တော်တို့စဉ်းစားမိတာသမုတ်တရားကြီးတွေစတင်ဖြစ်ပေါ်လာပြီးမှတက်ရှိတွေစတင်နေထိုင်ခဲ့တယ်ဆိုတော့ပရမအုံဆုံးဖြစ်လာတဲ့တက်ရှိမိုးစိတ်ကတော့ရေနေသတ္တဝါပဲဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒီလိုပဲယူဆရပါတယ်။ကဘာကြီးမှာတော့ကုန်းမြေတက်ရေကအရင်စတင်ပေါ်ပေါက်လာတယ်ဆိုတဲ့သဘောပါပဲ မိုးရရောဘယ်လိုစတင်ဖြစ်ပေါ်လာပါသလဲပူပြင်းတဲ့ကြော်ရီလုံးကြီးဟာပြည်ပမှာအေးခဲပြီးငွေရီဖွဲ့ကမိုးအဖြစ်ရွာသွန်းကြလို့သမုတ်တရားကြီးတွေဖြစ်ပေါ်လာတဲ့ဆိုတဲ့အတိုင်းကျွန်တော်တို့နေထိုင်ကြတဲ့ကဘာကြီးဟာကြီးမားတဲ့ကုန်းပြည်တိုက်ကြီးတွေကတော့နောက်မှပေါ်ပေါက်လာရလို့ယူဆကြရမှာပါဒီနေရာမှာပညာရှင်တွေရဲ့သုံးသပ်ချက်ကတော့ကဘာအတွင်းပိုင်းမှာရှိတဲ့မီးတောင်ပေါက်ကွဲကြတဲ့အခါ ပြာမုံနေတဲ့ချော်ရီတွေကအပြင်ကိုရောက်ရှိပြီးအေးခဲသွားတာကုန်းမြေဘူးတွေစတင်ဖြစ်ပေါ်လာလို့ယူဆထားခဲ့ကြပါတယ်။သမုဒ္ဒရာတွေကတော့ကပတ်တန်ရဲ့အစောဆုံးကာလတွေမှာတည်ရှိခဲ့ပြီးကုန်းမြေကတော့တဖြည်းဖြည်းချင်းပုံတန်တန်တွေပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကတော့ကပ္ပမေပေါ်မှာပန်ဂျီရာလို့ခေါ်တဲ့လွန်ကြီးမားတဲ့ကုန်းမြေတိုက်ရိုက်တစ်ခုပဲရှိခဲ့တာပါ။ဒီကုန်းမြေကလည်း ပင်လယ်အောက်ကမ္ဘာအနှစ်ဆိုင်ဆုံးအပိုင်းတွေကမိတောင်တွေပောက်ခွဲတဲ့အခါပြောင်းမုန်းတဲ့ချော်ရီတွေအေးခဲသွားလို့ဖြစ်ပေါ်လာတဲ့ကမ္ဘာရဲ့အပေါ်လာပါလွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကတော့ကမ္ဘာမြေပေါ်မှာပန်ဂျီရာလို့ခေါ်တဲ့လွန်ကြီးမားတဲ့ကုန်းမြူတိုက်ကြီးတစ်ခုပဲရှိခဲ့တာပါဒီကုန်းမြူကလည်းပင်လယ်အောက်ကမ္ဘာအနှစ်ဆိုင်ဆုံးအပိုင်းတွေကမိတောင်တွေပောက်ခွဲတဲ့အခါပြောင်းမုန်းတဲ့ချော်ရီတွေအေးခဲသွားလို့ဖြစ်ပေါ်လာတဲ့ဒီကမ္ဘာအပေါ်လာကြောက်ပြားကြီးတွေကတော့ကမ္ဘာရဲ့အနှစ်ဆိုင်ဆုံးချော်ရီတွေပေါ်မှာမျောနေခဲ့ကြတာပဲဖြစ်ပါတယ် ဒီလိုနဲ့လုံခဲ့တဲ့နှစ်တန်းပေါင်း200လောက်မှာတော့ပင်ကြီးရလို့ခေါ်တဲ့ကပအပေါ်လာကုန်ပြီကြောက်ပြကပအတွင်းပိုင်းကအပူတွေပြည့်ရတဲ့ကြောင့်စတင်ကွဲလာခဲ့ပါတယ်။အကွဲကြောင်းတွေဖြစ်ပေါ်လာပြီးတိုက်ငယ်လေးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ကွဲထွက်လာတဲ့ကပအပေါ်ရန်လွာကြောက်သားလေးတွေကတော့နှစ်တန်းပေါင်းများစွာကြာရွေးချနေခဲ့ပါတယ်။အဲဒီလိုရွေးချခြင်းတွေကြောင့်အချင်းချင်းဦးတည်ချက်တွေတိုက်မိတဲ့အခါမှာမြေလွာတွေက ပုံပြီးတော့တောင်တန်းတွေဖြစ်ပေါ်လာခဲ့ကြပါတယ်။ဒီဥပမာကတော့အိန္ဒိယတိုက်နဲ့အာရှတိုက်တို့တိုက်မိကြတဲ့အခါမှာဟိမောင်ရန်တောင်တန်းတွေပြတ်သွားတာမျိုးပါ။တိဆက်နေတဲ့ကြောက်သားတွေကစန့်ကျင်ဘက်လူရေးချကြချိန်မှာတော့တပြေးပြေးဝေးကွာသွားကြတဲ့အခါဂျာမန်ပင်လယ်တွေသမုဒ္ဒရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဥပမာအားဖြင့်အမေရိကတိုက်နဲ့ယူရေးချကြောက်ပြဖြစ်တဲ့အာဖရိကတိုက်တို့စန့်ကျင်ဘက်လူရေးချကြရင်ဝေးကွာသွားကြတဲ့အခါမှာတော့ဂျာမန်အတ္တလန္တိတ်သမုဒ္ဒရာဖြစ်ပေါ်လာတာပါ။ အခုကျွန်တော်တို့ကမ္ဘာမေပုံတွေမှာမြင်ရတဲ့တိုက်ကြီးတွေကလည်းဒီလိုကမ္ဘာအပေါ်လာကြောက်ပြားတွေရွေးချခြင်းဝေးကွာခြင်းတွေကြောင့်အခုလိုပုံစံမြင်နေကြရတာပါဒီကြောက်ပြားကြီးတွေရဲ့ပေါ်တိုင်မှုကြောင့်ပဲငလင်းတွေမိတောင်တွေတောင်တန်းတွေဖြစ်ပေါ်လာခဲ့တာပါအခုကြေရှိဒီကြောက်ပြားတွေကဥတီချက်တူရဥတီချက်စန့်ကျင်ရတဲ့တူဖလိုနဲ့တူရွေးချနေကြတော့မှာပဲဒီလိုဆိုရင်တော့နောက်နှစ်တန်းပေါင်းများစွာကြာတဲ့အခါမှာတော့အခုကျွန်တော်တို့မြင်နေရတဲ့ကမ္ဘာမြေပုံလဲကြောင်းလဲသွားနိုင်ပါတယ် အဲနှစ်တန်းပေါင်းများစွာကြာတဲ့အချိန်ထိကျွန်တော်တို့လူသားတွေကြည်နေမလားဆိုတာတော့စဉ်းစားစရာပါပဲအခုကျွန်တော်တို့တိုက်ကြီးတွေရဲ့မြေပုံကလည်းနောက်နှစ်တန်းပေါင်းများစွာကြာတဲ့အခါတမိုင်းဖြစ်ကြံခဲ့မှာပါကပားအပေါ်ရန်ကြောက်ပြားကြီးတွေကရွေးချယ်နေတော့မှပဲကျွန်တော်တို့တဘောကဘေးအန္တရာယ်တွေကတော့ကြည်နေကြမှာပါပဲအခုတော့ကပားကြီးရဲ့ဥရန်ကလေပတ်မှုတွေနှေးကွေးပြီးကြောင်းပြန်လေပတ်လာတာကိုသိပ္ပံပညာရှင်တွေကသတိထားမိပြီးထုတ်ပြန်ထားတာရှိပါတယ်ဒါမဲ့စိတ်တော်မူပါနဲ့ ကဘာဦးမှာတိုင်လုံစောတွေမျိုးရုံးပြောက်ွယ်ပြီးခက်ကာလနဲ့ကိုက်ညီတဲ့တတော်ဝါတွေဖြစ်နေပြန်လဲရှင်းတန်းပေါက်ပွားလာခဲ့ကြသလိုပါပဲနောက်တန်းပေါင်းများစွာကြားတဲ့အခါမှာတော့လူသားတွေကလည်းခက်မိတိုးတက်တဲ့တဘာဝဘေးအန္တရာယ်ကိုခံနိုင်ရရှိလာတဲ့သိပ္ပံကက်တခဲနဲ့ရှင်းတန်းကြအောင်မှာလို့စူးစမ်းနေကြမယ်လို့ကျွန်တော်ထင်ပါတယ်